ထင်ကြီးစရာယာတုတစ်ခုရထားတဲ့သူတယောက်ကိုမြင်အောင်ကြည့်ပါဒါပေမဲ့ဘသူမှသူ့ကိုအလေးမထားဘူးဘာဖြစ်လို့လဲလို့တွေးမိလားဒီဗီဒီယိုလေးမှာဂျွန်စီမက်စ်ဝဲရေးသားထားတဲ့ The Five Levels of Leadership စာအုပ်ထဲကခေါင်းဆောင်မှုအကြောင်းတွေကိုကျွန်တော်တို့လေ့လာသွားပါမယ်ခေါင်းဆောင်မှုဆိုတာဩဇာညားမှုပဲတခြားဘာမှမဟုတ်ဘူးဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ဆွေးနွေးသွားပါမယ် ယာရုအဆင့်ရဲ့အစယာရုဆိုတာခေါင်းဆောင်မှုရဲ့အခြေခံအဆင့်ပါယာရုတခုကခေါင်းဆောင်နိုင်ဖို့အခွင့်အရေးပေးပေမဲ့ဩဇာညောင်းမှုကိုတော့အမှန်မခံနိုင်ဘူးတကယ်ခေါင်းဆောင်မှုဆိုတာလူတွေကကိုယ့်ကိုလိုက်နာခြင်းလို့လိုက်နာမှာစတာမဟုတ်မနေလို့လိုက်နာတာမျိုးမဟုတ်ဘူးဒီအဆင့်ကနေနောက်တစ်ဆင့်တက်ဖို့အတွက်ဆက်ဆံရေးတိစောက်ပြီးဒုံကျည်မှုရအောင်လုပ်ရမယ်ကိုယ့်အဖွဲ့သားတွေကိုစိတ်ရင်းမှန်နဲ့ဂရုစိုက်ကြောင်းပြပါ သူတို့ပြောတာကိုဂရုတစိုက်နားထောင်ပြီးပွန့်ပွန့်လင်းလင်းပြောဆိုဆက်သွဲပါဥပမာအနေနဲ့ကိုရိုင်းကစံပြဖြစ်အောင်လုပ်ပြီးအာနာနဲ့မခိုင်းပဲနမူနာကောင်းတွေနဲ့ဥဆောင်ပါအပြုသဘောဆောင်တဲ့ပတ်မိုးကူညီတဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်းအပြင်ခေါင်းဆောင်မှုရဲ့အစင်းမြင့်တွေကိုရောက်ရှိစေမှာပါရလတ်တွေရဲ့အရေးပါမှု production အဆင့်မှာရလတ်တွေကအရန်ရေးပါတယ် ဒီအစ်စ်မှာခေါင်းဆောင်တွေကလှုပ်ဆောင်နိုင်စွမ်းတွေနဲ့ထင်ရှားလာကြတယ်။ရလက်ကောင်းတွေရအောင်လုပ်နိုင်ကြတယ်။ရည်မှန်းချက်တွေထားပြီးကိုယ်တိုင်လည်းထုတ်လုပ်မှုရှိရမယ်။ထိရောက်တဲ့စနစ်တွေနဲ့လုပ်ငန်းစဉ်တွေကိုဖန်တီးပြီးပြဿနာတွေကိုထိထိရောက်ရောက်ဖြေရှင်းနိုင်ရမယ်။ဒီလိုရလက်တွေကိုအာယုံဆိုင်တဲ့ခေါင်းဆောင်တွေဟာလှုပ်ဆောင်မှုတွေကနေယုံကြည်မှုကိုရရှိကြပါတယ်။သူတို့ရဲ့အောင်မြင်မှုတွေကတခြားတော်တဲ့သူတွေကိုဆွဲဆောင်နိုင်တယ်လို့အဖွဲ့အစည်းထဲမှာအရေးသွေးနဲ့တာဝန်ယူမှုရှိတဲ့ယဉ်ကျေးမှုကိုဖန်တီးပေးနိုင်ပါတယ်။ သူတို့ရဲ့အဖွဲ့တွေကိုပုံမြင့်တဲ့စွမ်းဆောင်ရည်တွေရအောင်လှုပ်ဆောင်ပေးနိုင်စွာလည်းရှိပါတယ်။လူတွေကိုဖွံ့ဖြိုးတိုးတက်စေခြင်းခေါင်းဆောင်မှုဆိုတာအများနဲ့တခြားသူတွေအကြောင်းဖြစ်တဲ့ ਨੇ ကိုအကြောင်းမဟုတ်ဘူး။ level ဖိုးခေါင်းဆောင်တွေဟာကိုပိုင်ထုတ်လုပ်မှုထက်တခြားသူတွေကိုတိုးတက်အောင်လုပ်ပေးတာကိုအာရုံစိုက်ကြတယ်။ဒီလိုလှုပ်ခြင်းအဖြစ်ခေါင်းဆောင်ရဲ့ဩဇာကပိုကျပြန့်လာပြီးအဖွဲ့အစည်းရဲ့လုံနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တယ် နောက်ထပ်ခေါင်းဆောင်တွေပေါ်ပေါက်လာဖို့အတွက်လမ်းကြောင်းတစ်ခုဖန်တီးပေးပြီးဝန်ထမ်းတွေရဲ့စိတ်ဆက်မှုကိုတိုးမြင့်ပေးနိုင်ပါတယ်။ထိရောက်တဲ့လူတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်နှိပြူဟာတွေကအရေးချင်းရှိတဲ့သူတွေကိုရှာဖွေပြီးစိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေကိုပေးရပါမယ်။အကြံပေးခြင်းနဲ့တင် जा ပြသပေးခြင်းတွေကိုလှုပ်ဆောင်ပေးပြီးတင်ယူလေ့လာမှုကိုအားပေးတဲ့ယဉ်ကျေးမှုကိုဖန်တီးရပါမယ်။ကြီးထွားမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဂုဏ်ပြုပြီးစုချီးမြှင့်ခြင်းအပြင် level ဘိုးကောင်းဆောင်တွေဟာ ကိုယ်တိုင်လုံနိုင်တာထပ်ပို့ပြီးကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖန်တီးနိုင်ပါတယ်ပီနာကဲအဆင့်ရဲ့ရည်ရွယ်ချက် level ဖွိုက်ကောင်းဆောင်မှုကအမွေနှစ်အကြောင်းပါပီနာကဲကောင်းဆောင်တွေဟာတခြားကောင်းဆောင်တွေကို level ဖိုးကောင်းဆောင်တွေဖြစ်လာအောင်အာရုံစိုက်ကြတယ်ဒီအဆင့်မှာကောင်းဆောင်မှုရဲ့အကျိုးသက်ရောက်မှုကိုရေရှိရှုထောင့်ကနေမြင်နိုင်စွမ်းရှိပြီးကောင်းဆောင်မှုဖြစ်နိုင်ခြေကိုမြင်နိုင်စွမ်းရှိရမယ်သူတို့ရဲ့ဩဇာကအဖွဲ့အစည်းနဲ့ ဆက်မှုလုပ်ငန်းထက်ကျယ်ပြန့်လေပီနာကေကောင်းဆောင်တွေဟာထိတ်ဆုံးမှတခြားကောင်းဆောင်တွေအတွက်နေရာဖန်တီးပေးပြီး level ဖွဲ့ကောင်းဆောင်တွေဖြစ်လာနိုင်တဲ့သူတွေကိုအမြဲတမ်းအကြံပေးတင်ကြားပေးတယ်။သူတို့ရဲ့ platform ကိုအသုံးပြုပြီးလူဖွဲ့စည်းပုံမှာကြီးမားတဲ့အကျိုးသက်ရောက်မှုကိုဖန်တီးကြတယ်။အမွေဆက်ခံဖို့အတွက်စီစဉ်ပြီးအပြုသဘောဆောင်တဲ့အမွေနှစ်ကိုထားရစ်ခဲ့ဖို့လိုပါတယ်။ဒီအဆင့်ကိုရောက်ဖို့အတွက်ထူးခြားတဲ့စွမ်းရည်နဲ့ပင်ကိုကောင်းဆောင်မှုစွမ်းရည်တွေလိုအပ်ပြီးအဖွဲ့စည်းတွေကိုပြောင်းလဲနိုင်တဲ့အလားအလာတွေရှိပါတယ်။ ဂယုဆိုင်မှုနဲ့ပွင့်လင်းမှုဂယုဆိုင်မှုမရှိဘဲပွင့်လင်းရင်ဆက်ဆံရေးကအဆင်မပြေနိုင်ဘူးပွင့်လင်းမှုမရှိဘဲဂယုဆိုင်ရင်ဝေးကွာတဲ့ဆက်ဆံရေးကိုဖြစ်စေတယ်ဒီအချက်နှစ်ချက်ကိုချိန်ညှိနိုင်မှအကောင်းဆုံးကောင်းဆောင်ဖြစ်နိုင်မှာပါလူတွေကိုဂယုဆိုင်ဖို့နဲ့သူတို့အပေါ်မှာယူသားဖို့ကအရေးကြီးဆုံးပါဒီလိုချိန်ညှိခြင်းအဖြစ်ယုံကြည်မှုနဲ့လေးစားမှုကိုတည်ဆောက်နိုင်တယ်ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်မှုကိုအားပေးပြီး ကြီးထွားမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးတယ်။တာဝန်ယူမှုနဲ့ပံ့ပိုးကူညီမှုရှိတဲ့ယဉ်ကျေးမှုကိုဖန်တီးပေးနိုင်ပါတယ်။ဥပမာအနေနဲ့ပုံမှန်အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်တွေကိုပေးပြီးပြဿနာတွေကိုချက်ချင်းဖြေရှင်းပေးရပါမယ်။တိုးတက်မှုအတွက်အကူအညီတွေပေးပြီးအောင်မြင်မှုတွေကိုဂုဏ်ပြုပေးပါ။ကြရှုံးမှုတွေကနေတင်ငန်းစာယူခြင်းအပြင်လူတွေကတမိုးထခံရတယ်လို့ခံစားရမှာပါ။စိန်ခုံမှုတွေရှိလာရင်လည်းရင်ဆိုင်မှုအားအင်တွေရှိနေပါလိမ့်မယ်။ ကိုကိုကိုသိရှိနားလဲခြင်းခေါင်းဆောင်တွေဟာအမြဲတမ်းတိုးတက်နေရမယ်ကိုကိုကိုသိရှိနားလဲမှုနဲ့ကိုပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဂတိကိုပြုခြင်းဟာခေါင်းဆောင်မှုအစ်င့်တွေကိုတက်လန်းဖို့အတွက်အရေးကြီးပါတယ်ထိရောက်တဲ့ခေါင်းဆောင်တွေဟာကိုယ့်ရဲ့အာသာချက်နဲ့အားနည်းချက်တွေကိုပုံမှန်ကဲဖြတ်ရမယ်တခြားသူတွေစီကအကြံဉာဏ်တွေရယူပြီးစိန်ခေါ်မှုအစ်စ်တွေကိုလက်ခံဖို့လိုပါတယ်တင်ယူလေ့လာဖို့အခွင့်အလမ်းတွေကိုယူပြီး အသင်းအတွက်တိုးတက်ပြောင်းလဲတဲ့စိတ်ထားကိုပုံဖော်ပေးရပါမယ်။ကိုပိုင်တိုးတက်မှုအစီအစဉ်ကိုရေးဆွဲပြီးစာအများကြီးဖတ်ပါ။ကိုယ့်ရဲ့နေပယ်မှာအမြဲတမ်းနောက်ဆုံးရသတင်းတွေကိုသိရှိနေဖို့လိုပါတယ်။အကြံပေးကောင်းတွေနဲ့တင်နှန်းစရာတွေကိုရှာဖွေပြီးအတွေ့အကြုံတွေကိုပြန်သုံးသပ်သင်ယူရပါမယ်။ကိုယ့်ရဲ့ကန့်သက်ချက်တွေကိုတွန်းလှန်နိုင်တဲ့အလုပ်တွေကိုလုပ်ကိုင်ခြင်းအဖြစ်ကိုယ့်ကိုယ်ကိုဦးစားပေးတိုးတက်စေခြင်းဖြင့်တခြားသူတွေကိုပါအတူယူဖို့လှုံ့ဆော်ပေးနိုင်ပါလေ။ အမွေနှင့်နဲ့ဆက်ခံခြင်းခေါင်းဆောင်တယောက်အတွက်အဓိကစံတမှုကသူကဘလောက်ထိထက်မြက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်လဲဘလောက်ထိပြည့်ပြည့်တတလှုပ်ဆောင်နိုင်လဲဆိုတာလည်းမဟုတ်ပါဘူးသူကတခြားသူတွေကိုခေါင်းဆောင်ဖြစ်အောင်တင်ပေးနိုင်လားသူမရှိတဲ့အချိန်မှာလည်းအောင်မြင်မှုကိုစက်ထိန်ထားနိုင်တဲ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်လားဆိုတာပေါ်မှာမူတည်ပါတယ်တကယ်အောင်မြင်မှုဆိုတာခေါင်းဆောင်ထက်ပိုပြီးကြာရှည်ခံပါတယ် ကြီးမြတ်တဲ့ကောင်းဆောင်ရဲ့အမတ်သားကသူတော်ဝင်ထမ်းဆောင်နေတဲ့အချိန်မှာဘာတွေလုပ်နိုင်လဲဆိုတာလည်းမဟုတ်ပါဘူးသူထားရစ်ခဲ့တဲ့အမွေနစ်ကလည်းအရေးကြီးပါတယ်ဒါတွေထဲမှာနောက်ပိုင်းပေါ်လာမဲ့ကောင်းဆောင်တွေကိုမွေးထုတ်ပေးခြင်းခိုင်မာတဲ့စနစ်တွေနဲ့ယဉ်ကျေးမှုတွေကိုဖန်တီးပေးခြင်းတွေပါဝင်ပါတယ်အဖွဲ့အစည်းကိုသူတွေးခဲ့တာထက်ပိုကောင်းအောင်ထားရစ်ခဲ့ပြီးတခြားသူတွေကိုရီမန်းချက်နဲ့တံမိုးတွေကိုဆက်လက်လှုပ်ဆောင်ဖို့လှုပ်ဆော်ပေးခြင်းဟာကောင်းဆောင်မှုရဲ့အမွေနစ်ကိုတည်တတ်စေပါတယ် အခွင့်အလမ်းများဖန်တီးခြင်းကောင်းတဲ့ခေါင်းဆောင်တွေဟာအမြဲတမ်းတင်ယူလိလာနေသူတွေဖြစ်တယ်။အခွင့်အာဏာတွေကိုဝေမျှပေးခြင်းအပြင်ထိရောက်တဲ့ခေါင်းဆောင်တွေဟာတခြားသူတွေကိုအခွင့်အာဏာပေးခြင်းကခေါင်းဆောင်တစ်တွေပေါ်ပေါက်လာစေဖို့နဲ့အဖွဲ့အစည်းရဲ့လုံနိုင်စွမ်းကိုတိုးချဲ့ဖို့အတွက်အဓိကတော့ချက်ဖြစ်တယ်ဆိုတာကိုနားလည်ထားကြပါလေ။ဒီလိုလှုပ်ဆောင်ရမှာအိဗယ်ရှိတဲ့တာဝန်တွေကိုပေးအပ်ခြင်းတခြားသူတွေကိုဆုံးဖြတ်ချက်ချခွင့်ပေးခြင်းနဲ့အမားတွေကနေတင်ယူခွင့်ပေးရပါမယ်။ အောင်မြင်မှုအတွက်လိုအပ်တဲ့အကူအညီနဲ့အရင်းမြစ်တွေကိုထောက်ပံ့ပေးရပါမယ်။အစပြုလှုပ်ဆောင်ခြင်းနဲ့အောင်မြင်မှုတွေကိုအတိမတ်ပြုပြီးစုချီးမြှင့်ပေးခြင်းအပြင်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။တဦးချင်းစီရဲ့အတာချက်နဲ့ဝါဒနာပါရာတွေကို ဖော်ထုတ်ပေးပြီးသူတို့ရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်တဲ့စိန်ခေါ်မှု project တွေကိုတာဝန်ပေးအပ်ပါ။တင့်တော်တဲ့လမ်းညွှန်မှုနဲ့ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကိုပေးပြီးအနေရရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးခြင်းအပြင်ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပါတယ်။ ခေါင်းဆောင်မှုအတွက်စိန်ခေါ်မှုများအတွေ့အကြုံကအကောင်းဆုံးဆရာမဟုတ်ပါဘူးအကဲဖြတ်ထားတဲ့အတွေ့အကြုံကသာအကောင်းဆုံးဆရာပါရည်ရွယ်ချက်ရှိရှိစိန်ခေါ်ခြင်းကကြီးထွားမှုကိုမြန်ဆန်စေပါတယ်ပီနာကဲခေါင်းဆောင်တွေဟာခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုကိုအချိန်မြင့်ပေးတဲ့အခက်အခဲတွေကိုဖန်တီးပေးနိုင်စွမ်းရှိပါတယ်ဒီအတွေ့အကြုံတွေကလူတွေကိုတက်တောက်တတရှိတဲ့ level ကနေတွန်းထုတ်ပြီးခေါင်းဆောင်မှုစွမ်းရည်ကိုဖိအားများတဲ့အခြေအနေတွေမှာအသုံးချဖို့လိုအပ်ပါတယ် ပြန်လည်တုံးတက်ဖို့နဲ့တည်ယူလေ့လာဖို့အခွင့်အလမ်းတွေကိုပေးပြီးဒုံကျည်မှုနဲ့ခံနိုင်ရည်အားကိုတိစောက်ပေးပါတယ်။စိန်ခေါ်မှုအလုပ်တွေဒါမှမဟုတ် project တွေလုပ်ငန်းဆောင်လာဆောင်နဲ့ဒါမှမဟုတ်နိုင်ငံတကာခန့်ကဏ္ဍတွေအကြက်တဲစီမံခန့်ခွဲမှုအခြေအနေတွေရည်မှန်းချက်တွေစတာတွေကကောင်းဆောင်မှုကိုအရှိန်ဟုန်နဲ့တိုးတက်စေမဲ့အခွင့်အလမ်းတွေဖြစ်ပါတယ်။အကောင်းဆုံးကောင်းဆောင်အကောင်းဆုံးကောင်းဆောင်တွေဟာဒီခွင့်လန်းတွေကိုရည်ရွယ်ချက်ရှိရှိဖန်တီးပြီး ပေါ်ထွက်လာတဲ့ခေါင်းဆောင်တွေကိုတင်ယူစေခြင်းအဖြစ်ခေါင်းဆောင်မှုအတွက်အရေးချင်းရှိတဲ့သူတွေကိုမွေးထုတ်ပေးပါတယ်။ဒါ့အပြင်အဖွဲ့အစည်းတွေအတွက်အရေးချင်းရှိသူတွေရဲ့လမ်းကြောင်းကိုဖန်တီးပေးနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ကဘာကြီးအကြောင်းစူးစမ်းကြည့်ရအောင်။ခေါင်းဆောင်ကောင်းတွေကကဘာကိုပိုကောင်းတဲ့နေရာဖြစ်အောင်ဘယ်လိုလှုပ်ဆောင်နိုင်မလဲ။ဒီအချက်တွေကိုအသုံးချပြီးကိုယ့်ရဲ့ခေါင်းဆောင်မှုကိုမြင့်တင်ပါ။ဂျွန်စီမက်စ်ဝဲရဲ့အဆိုအရခေါင်းဆောင်မှုမှာအဆင့်၅ဆင့်ရှိပါတယ်။ ယာရုခွင့်ပြုချက်ထုတ်လုပ်မှုလူတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြီးနှက်ခဲ့လို့ဖြစ်ပါတယ်။ဒီဗီဒီယိုမှာ The White Levels of Leadership စာအုပ်ထဲကအဓိကချက်တွေကိုဆွေးနွေးခဲ့ပါတယ်။ခေါင်းဆောင်မှုရဲ့အရေးပါပုံကိုကျွန်တော်တို့သိရှိနားလည်ပြီးဒီသင်ခန်းစာတွေကိုအခြေခံပြီးလုပ်ဆောင်ဖို့အားပေးပါတယ်။